27 club ဆိုတာဗာလေပြောပြမယ်နာမည်ကြီးပုဂ္ဂိုလ်တွေကဘာဖြစ်လို့28နှစ်မှကွယ်လွန်သွားကြတာလဲ27 club ဆိုတာအသက်28နှစ်မှကွယ်လွန်သွားကြတဲ့နာမည်ကျော်အမှုပညာရှင်တွေအထူးသဖြင့်ဂီတသမားတွေကိုရင်းညွှန်းတဲ့စကားလုံးပဲဖြစ်ပါတယ်သူကတရားဝင်အဖွဲ့တော်မဟုတ်ဘူးပေါ့နော်နာမည်ကြီး27 club အဖွဲ့ဝင် ဖြစ်တဲ့သူတွေကတော့ Robert Johnson Brian Jones Jimmy Hedrick Janet Joplin, Jim Morrison, Kurt Cobain, Amy Winehouse တို့ပဲဖြစ်ပါတယ်။ဒီ27 Club ရဲ့အယူအဆကတော့1960ပြည့်နှစ်နှောင်းပိုင်းနဲ့1980ပြည့်နှစ်အစောပိုင်းနေ့မှာနာမည်ကြီးဂီတသမားများဟာစုံမသွားတာကြောင့်ပုံမထင်ရှားလာတာပဲဖြစ်တယ်။ကွယ်လွန်သွားကြတဲ့လူအများစုကဆိုလို့ရှိရင်မူရစ်ဆေးဝါးအရက်အလွန်ကျော်သုံးဆွဲခြင်းအရက်ဆိုးရွားတဲ့စိတ်ကြမ်းမာကြီးပြဿနာများရှင်ဆိုင်ရခြင်းနဲ့မတော်တဆဖြစ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ ဲ့ဒီမှာနောက်ထပ်အအယူဆတစ်ခုရှိတာပေါ့နော်27 club မှာပါဝင်တဲ့ဂီတသမားကြီးဟာဆိုရင်စေတန်နတ်ဆိုးစီမှာသူတို့ရဲ့ဆိုးကိုရောင်းချကြတယ်ဆိုရဲအယူဆဖြစ်တယ်။ဒီလိုယူဆချက်တွေထွက်ပေါ်လာရခြင်းအကြောင်းကတော့အစောပိုင်း27 club အဖွဲ့ဝင်ဖြစ်တဲ့ blues ဂီတသမားဖြစ်တဲ့ robert johnson ကြောင့်ဖြစ်တယ်။ သူကလမ်းလေးခုစုံနဲ့လမ်းစုံလမ်းကွာ cross road နေရာမှာဆိုလို့ရှိရင်စေတန်နဲ့ဆိုနဲ့တွေ့ဆုံခဲ့ပြီးသူရဲ့ဝိညာဉ်ကိုရောင်းချခဲ့တယ်လို့သတင်းတွေထွက်တယ်။အဲဒီနောက်ပိုင်းသူရဲ့ဂီတတိခတ်မှုစွမ်းရည်ကလည်းအမခန်းကိုတို့တက်ထူးချွန်သွားခဲ့တယ်။ Robert Johnson ရဲ့ထူးခြားပြောင်မြောက်တဲ့ဂီတအရေးချင်းကိုလူတွေကသူ့ကိုစေတန်ကဒီအရေးချင်းတွေကိုပေးလိုက်တာလို့သတ်မှတ်သွားကြတယ်။ဒါကလေဟုတ်ရလဟုတ်မမဟုတ်ရလမဟုတ်နိုင်ဘူးเนาะအတိအကျတော့ပြောရခက်တယ်လက်တွေ့ကြတဲ့လူတွေရဲ့ယူဆချက်ကတော့ ယူနေရရဲ့အအောင်မြင်ဆုံးနဲ့အလုံးလုံးလို့အကောင်းဆုံးအချိန်က25 30ဝင်းကျင်လို့ပြောကြတယ်ပေါ့နော်။ဆိုလိုချင်တာကနမေဂျော်ရီရဲ့အအောင်မြင်ဆုံးအချိန်ကာလအသက်အရွယ်ပိုင်းခြားပေါ့နော်။အောင်မြင်တယ်လို့မျိုးပေါ့နော်။စိတ်ဖြည့်စင်မှုညာလို့နဲ့သူတို့ရဲ့ဘဝကိုလည်းအဲ့ဒီအချိန်တွေမှာတွေ့ကြုံရတတ်တယ်။တစ်ဖက်မှာအလွန်အမင်းကြော်ကြားနေတယ်လို့ပဲတစ်ဖက်မှာလည်းပြင်းထန်တဲ့ဖိအားတွေမှားခဲ့တဲ့ဆုံးဖြတ်ချက်တွေအဲစိတ်ဖိအားတွေပေါ့နော်။အဲ့ဒါတွေကိုရင်ဆိုင်ရတယ်။ အဲ့ဒါကြောင့်ငငယ်ရွရွနဲ့ဒီစိတ်ကြယောဂါကြောင့်ပေါ့နော်မူးယစ်ဆေးတို့အရက်တို့ရဲ့သားကောင်ဖြစ်သွားပြီးရောပြန်လွန်သွားကြတယ် အဲ့အရာကြောင့်တချို့လူတွေကတော့ဒီ27 club အဖွဲ့ဝင်တွေရဲ့ကွယ်လွန်ခြင်းဟာစီတန်နဲ့မသက်ဆိုင်ဘူးပေါ့နော်လက်တွေ့ကြတဲ့အကြောင်းရင်းတွေကြောင့်လူပြောကြတယ်ပေါ့နော်အမှုပညာရှင်တွေအားဆိုလို့ရှိရင်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်ခဲ့ကြပေမဲ့သူတို့ဟာဂီတလောကမှာမမေ့နိုင်စရာအမွေအနှစ်တွေကိုခြံနားခဲ့ကြပါတယ်သူတို့ဘဝကတိုးတောင်းပေမဲ့သူတို့ရဲ့ဂီတကတော့ယနေ့ထိတိုင်းရှင်သန်နေသေးပဲဖြစ်ပါတယ်။ဂီတဆိုအလုံးစုံဘလူးထင်လဲပေါ့နော်။အမြင်လေးကိုကွန်မန့်မှာရေးပေးသွားကြပါအောင်နော်။